င်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီခါတော့2025ခုနှစ်မတ်လ21ရက်နေ့ရနေလာကုန်အထိတနင်္လာသားသမီးမိတ်ဆွေတွေအတွက်ဆရာကကြည့်ပေးမှာဖြစ်တယ်တနင်္လာသားသမီးမိတ်ဆွေတွေပြီးလို့အခုတနင်္လာလှည့်ရောက်ပြီတနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဆရာကိုဒီဗီဒီယိုလေးကို share ပေးသွားကြပါဦးအသေးလေးလည်းနှိပ်ပေးသွားကြပါဦးကျေးဇူးတင်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာလက်ရှိမှာ အောင်မြင်ခြင်းနေအလိုရှိနေတယ်များစွာเนาะတကယ်ကိုဖြစ်တည်ခြင်းနေတာကိုကမပြီးသေးဘူးဆန္ဒကြီးဆောပြီးတော့ဒါကိုဖြစ်ခြင်းနဲ့စိတ်ကြီးများစွာဖြစ်ပေါ်နေတာမျိုးဒါကိုမဖြစ်မနေငါအရာကိုရရှိရမယ်ရာကိုအောင်ကိုအောင်မြင်ရမယ်ဆိုပြီးတော့မိမိလုပ်တဲ့အပေါ်မှာ confident အပြည့် level အပြည့်မိမိရဲ့စိတ်ဆန္ဒပြင်းပြမှုအပြည့်ဖြစ်နေတယ်တကယ်ကိုလည်းလှုပ်ယူရင်ကောင်းတယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အတွက်မိတ်ဆွေလက်ရှိရှိနေတဲ့ကံဟာလက်ရှိရဲ့မိမိရောက်ရှိနေတဲ့ကံဟာတည်ကြတယ်အောင်မြင်မှုတွေရရှိမယ်ရှေ့ဆက်လှုပ်ဆိုတော့ ကာလအဆုံးဖြတ်ကိုရောက်ရှိနေသောကာလကိုကိုကိုယုံကြည်မှုတွေများစွာရှိနေသောကာလဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ကြားမှာရည် ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိမိအနေနဲ့ခရီးသွားရတာမျိုးလေးတွေလှုပ်လိုက်တာမျိုးကျမ်းမာရေးနဲ့ပတ်သက်ရင်ဆရာသမားအပြောင်းလဲစီးပွားပြောင်းလဲလေးတွေကုလိုက်လို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာရင်ငကူကနာတာရှိဖြစ်နေတဲ့ကျမ်းမာရေးတောင်တဖန်ပြန်ပြီးတော့ကောင်းမွန်လာတာမျိုးလေးဖြစ်ရတတ်တယ်အထူးသဖြင့်အမျိုးသမီးများအနေနဲ့ကတော့အသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေကယူဆိုင်ပါအမျိုးသမီးတွေဖြစ်တတ်တဲ့အမျိုးသမီးယောဂလေးတွေနဲ့ပတ်သက်လာရင်တတိထားစင်ကြင်ရန်လိုအပ်ပါတယ်အမျိုးသားများအနေနဲ့ကတော့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာအတတ်နိုင်ဆိုလောလောလောမမောင်းပါနဲ့တတိထားစင်ကြင်ပါကယူဆိုင်ပါအဲ စနလိုပဲထိခိုက်ခြားနာမှုလေးတွေစိတ်မထင်မင်းမထင်သလိုဖြစ်တတ်တော့ကလာကြောင်းတတိထားစင်ရန်လိုအပ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့လက်လွန်ထားတဲ့ငွေကြီးတွေပြန်မရတာမျိုးလေးတွေဖြစ်စေငွေကြီးနဲ့ပတ်သက်ရင်ကိုယ့်လက်ထဲမှာမရဘဲနဲ့လုပ်ငန်းကြောင်းအလုပ်ကြောင်းမိသားစုကြောင်းအိမ်ကြောင်းဆိုပြီးငွေကြီးနဲ့ပတ်သက်ရင်ရင်းနှီးရတာမျိုးလေးဝင်တော့ဝင်တယ်လက်ထဲမှာပြရစရာမရှိတာမျိုးငွေကြီးနဲ့ပတ်သက်ရင်ရှိတော့ရှိတယ်တကယ်တမ်းလက်ထဲမှာပြစရာမရှိဘူးနမိခံပဲရှိနေတာမျိုးငွေကြီးနဲ့ပတ်သက်ရင်လိုတာထပ်ပို့ပြီးတော့ရင်းနှီးလိုက်ရတာမျိုးလေးတကြောင် စိတ်တိုင်းမကြတာမျိုးငွေကြီးနဲ့ပတ်သက်ငွေမတ်မီငွေခင်တို့မတ်ရွှေခင်တို့ကတော့လက်ရှိမှာတော့ငွေကြီးပြန်ဆရာလို့ဖြစ်နေပြီတဲ့ငွေပြရင်အသက်ရှူကြီးကျလာတတ်တယ်လို့ဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တို့တော့စိုးရိမ်စရာတော့မလိုဘူးအောင်မြင်မယ်အဆင်ပြေမယ်တိုးတက်မယ်မိတ်ဆွေတို့နဲ့ဒီအပတ်တာတော့ဒီမှာငွေကြီးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်အဲယဉ်နိထားတဲ့ငွေကြီးတွေဟာတချင်ညာပြန်လဲကောင်းမွန်လာလိမ့်မယ်လက်ထဲမှာတော့ငွေဟာမမြဲတာမျိုးငွေဟာ အဲယင်းဤထာလို့မရှိတာမျိုးဖြစ်ရတဲ့ဒါကိုလည်းစိတ်တက်မကြပါနဲ့ခင်ဗျာနော်ငွေကြီးနဲ့ပတ်သက်ဝင်လာမယ်တိုးတော့လက်ထက်ပြစရာမရှိတာမျိုးလူထင်ကြီးခံရတာမျိုးကြီးကြုံရတတ်တယ်အလုတ်အကိုင်းအလုတ်အကိုင်းနဲ့ပတ်သက်ရင်တော့ အရန်ကြီးတိုးချက်လောက်ရန်အတွက်ဆိုလို့ရှိရင်တော့ရတယ်ဒါပေမဲ့ကိုကိုတိုင်းဥစည်းဥဆောင်မလုပ်ဘဲနဲ့တပားသူကိုယုံပြီးလုပ်တဲ့အလုပ်တွေမှာတော့တတိထားစင်ရမယ်အထူးသဖြင့်အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေကြွေတလဲကြက်တခုံလုပ်တဲ့လုပ်ငန်းလေးတွေမတိကြမရရတဲ့ကိစ္စလေးတွေကိုရင်းနှီးလှုပ်ဆောင်တာမျိုးလေးတွေဟာမတိမြဲနိုင်ဘူးအဆင်မပြေနိုင်ဘူးမတိုးတက်နိုင်ဘူးဒါကြောင့်မိတ်ဆွေတို့အနေနဲ့တိကျတေချာသောလုပ်ကိုယ်သာလုပ်ပါအဲ လောင်ကြီးစားလုပ်တဲ့လုပ်တွေအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေတတိထားဆင်ကျင်ပေးရန်လိုအပ်ပါတယ်ဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီကလအတော်အတွင်းမှာဆိုလို့ရှိရင်အဲ အရန်ကြီးပေါ့ကြီးကြီးမားမားကြီးကိုယ့်အပေါ်မှာပြောင်းလဲတက်ရောက်မှုရှိတဲ့အလုပ်တွေကိုမရင်းနှီးမလုံဆောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်မိမိမကျွမ်းကျင်တော့ level ဒီမှာရင်းနှီးလုံဆောင်တာမျိုးတွေဟာသတိထားစင်နေရမယ်အလုပ်ကံရာထူးနဲ့ပတ်သက်လာရင်လည်းတစ်ခုကိုမတိကြဘင်းနဲ့တေးဘက်နဲ့တစ်ခုကိုဆွန့်လွတ်လိုက်ရတာမျိုးတွေနေကြောင်းနောက်မှလည်းတစ်ဖက်မှလည်းအဆင်မပြေနဲ့နှစ်ဖက်အဆင်မပြေဘဲနဲ့မိတ်ဆွေတို့အနေနဲ့တချို့တေးကြတဲ့လုပ်ငန်းရာထူးလုပ်ကံနဲ့ပတ်သက်ရင်ရာထူးတိုးဖို့ရာထူးတက်ဖို့တော့အားနည်းတယ်လုပ်ငန်းပြောင်းမှုအလုပ်ပြောင်းမှုဆိုရင်လည်းတစ်ခုခုကိုတေးတေးချာချာ တေချာပြီဆိုတော့မှသာလုတ်ပါမဟုတ်ပဲဒီဘက်ကထွက်ပြီးဟိုဘက်ကလုတ်เสียမှရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလာဖြစ်ပါတယ်လက်ရှိမှာထို့အတူပဲမိတ်ဆွေတို့အနေနဲ့တအုပ်နဲ့တူတယောက်နဲ့တယောက် လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာရင်နှုတ်အားဖြင့်ဂတိတည်တဲ့ကိစ္စလေးတွေမှာအပြတ်သဘောလေးတွေဆောင်ရတာမျိုးလေးတွေကြောင့်မိတ်ဆွေအပေါင်းအသင်းညီအစ်ကိုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာအဲနည်းနည်းလေးစကားအပေအဖတ်တင်ပြီးတော့လက်တွေ့မှာအလုံးမတွင်တဲ့ကာလမျိုးတွေဖြစ်ရတတ်တဲ့အတွက်ဘာကိုလုပ်လို့စာချုပ်စာရံနဲ့တိတိကျကျလုပ်ပါညီအစ်ကိုမောင်နှမတွေကြောင့်စိတ်တော့ကပေးရတာမျိုးတွေစိတ်တော့ကပေးရတတ်တဲ့ဆွေမျိုးနဲ့ပတ်သက်လာရင်တနည်းလားသာသမီးတွေကဒီတစ်ပတ်တာအတွင်းတွေမှာဆွေမျိုးများအိမ်မလာရလို့ဆိုင်းဖို့တတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါကြောင့်လေဆိုတော့မိတ်ဆွေတို့ရဲ့ဒီအပတ်တာအတွင်းမှာဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီအစ်ကိုမောင်နှမ ိစ္စလေးတွေကြောင်းကြံပြဿနာအတိုက်ခိုက်လေးတွေမဟုတ်ဘဲနဲ့သူတို့ကြောင်းစိတ်ပြန်ပန်းလာတာမျိုးစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ဆွေမျိုးသားချင်းကံကတော့ညံ့ပါတယ်မိတ်ဆွေတစ်တေရရှိတတ်ပြီးတော့ငွေကြီးကူကူညီတွေမထင်မထားပဲနဲ့နော်မမျော်လင့်ထားပဲနဲ့အခွင့်အလမ်းကောင်းတွေပေါ်လာရတတ်တယ်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်စက်တူလုပ်ငန်းတွေမလုပ်နဲ့ဦးစီးဦးဆောင်တဲ့အခါမှာကိုယ်အမိခံပြီးကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်မဖြစ်ပေါ်လာသေးသောကိစ္စတွေကိုနှုတ်ကနေကြိုတင်ဖွင့်ပြောတာမျိုးတွေဟာကံရဲ့အားနည်းမှု အမ်အယောမှုကိုဖြစ်စေတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မဖြစ်ပေါ်လာသောကိစ္စတွေကိုစိတ်ထဲမှာပဲထားပြီးတော့လုပ်ပါဒါဆိုအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာဆက်ခနဲ့ပေါ်လာတဲ့အရာတွေကိုဝုန်းခနဲ့တိုင်းခနဲ့လုပ်လိုက်ပါအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့ကာလဖြစ်ပါတယ်ထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ထိခိုက်ရှာနာမှုလေးတွေအနေနဲ့ဖြစ်ရတတ်တယ်ဂယူးဆိုင်ပါဆက်ပစ္စည်းရင်နဲ့ပတ်သက်လာရင်ဆက်ပစ္စည်းရောင်းလာမျိုးဆက်ပစ္စည်းထွက်သွားလာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့ထိုကိုရောင်းလိုက်လို့မှတော့မဟုတ်ရင်ကိုချင်မှညံ့နေတဦးတယောက်ကိုအဲခဏတော့အမိခံပေးထားလိုက်တာမျိုး ူတွေကကံရဲ့တိုးတက်မှုကိုရရှိဆက်ဇေတက်တော့အပတ်တာဖြစ်တယ်အိမ်တော်ကြီး အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူး။ငကိုကဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပြန်လဲဆုံစည်းရတာမျိုးလေးတွေအမွေကိစ္စလေးတွေကြောင့်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေရရှိတတ်တယ်လို့ထူးထူးခြားခြားဒီကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တာယာမှုဒုက္ခမှုအပြည့်ကိုရရှိတတ်တဲ့အတွက်ငကိုကအဆင်မပြေသောမိတ်ဆွေများဖို့ဒီကာလတော့ဒီမှာတုံးနဲ့တူတယောက်နဲ့တယောက်ညှိနှိုင်းနိုင်တဲ့ဥဆောင်ဆောင်ရွက်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာတော့မှသူတို့နဲ့စတိတိုင်းနဲ့သဘောလေးဆောင်လိုက်ရင်အောင်မြင်ချက်တိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာကာလဖြစ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ငကိုကပြောလို့ဆိုလို့ခတ် တော့လင်ယောက်ျားတွေနဲ့ပတ်သက်လာရင်အုတ်ချုံမှုအသည့်ပြောဆိုမှုအသည့်ဂရိကုအသည့်လေးတွေကြောင်းငိမ့်ချမ်းမှုတွေအေးချမ်းမှုတွေကရရှိတတ်တဲ့အတွက်ကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပဲပြန်လည်ပြီးတော့အေးချမ်းအောင်တည်ဆောက်နိုင်သောကာလဖြစ်တယ်အရှိ ဟုတ်ကလူငယ်တွေအရှိအမှတော့ရှစ်သူကြီးစားမရှိသူတွေရှစ်သူကြီးစားရရှိတတ်တယ်အိမ်အောင်ကြီးမှဆိုလို့ရှိရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အရှိအရှိအမှဆိုရင်တော့သမီးကြီးစားဘဝကိုရက်ဆဲပြီးတော့အိမ်အောင်ပြုရန်စိတ်ဆိုင်ရန်တိုင်မြင်တာမျိုးလေးတွေဆန္ဒပြုတာမျိုးလေးတွေဟာဟိုပြောဆိုတာမျိုးလေးရအောင်မြင်ချစ်တို့တက်ရှင်တွေကိုရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အပြင်စုပ်ကောလက်ကောဝင်လာတတ်တဲ့သူကမေတ္တာကြီးနဲ့ပတ်သက်ရင်တနင်္လာသားသမီးတွေဟာတည်ကြပါတယ်အဟောင်းကြီးတဲ့အတကလေးတွေကိုသာပြောင်းကြိုက်လိုက်ပါခံကောင်းမှုနဲ့တိုးတက်မှုတွေရရှိတတ်သောအပတ္တကာလဖြစ်ပါတယ်ခင်ဗျာ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်အတွင်းမှာငွေကြေးနဲ့ပတ်သက်ရင်ဘာမှတော့ထူထူဒူဒူမရှိဘူးငွေကြေးနဲ့ပတ်သက်လာတဲ့အခါသာသမိကိစ္စလေးတွေကြောင်းအလူတန်းကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းတော့အခီးသွွားကိစ္စလေးတွေကြောင်းငွေကြေးနဲ့ပတ်သက်အထွတ်များတက်ပင်မဲ့လို့ဘာမှတော့စိုးရိမ်စရာမရှိဘူးကြက်ကြက်တက်တက်ခ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 က်မရှိဘူးသာသမိပညာရေးနဲ့ပတ်သက်လို့ရှိရင်စိတ်ရှမ်းသာစရာတည်င်းလေးတွေကြားရတတ်တယ်လို့ပညာရေးနဲ့ပတ်သက်ရင်အဲ စိတ်ချလက်ရှာကိုပျော်ပျော်ရွှင်ရွှင်နဲ့နေလို့ရမယ်ကာလဖြစ်တဲ့အတွက်ပညာရေးကံကောင်းနေသောကာလဖြစ်တယ်။ခရီးသွားကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့ပြပခရီးသွားမှာဆိုရင်တော့အကွင့်လန်းကောင်းနေရရှိတတ်တယ်။အပျော်ပါခရီးသွားနဲ့ပတ်သက်တာမျိုးပညာရေးနဲ့ပတ်သက်တာမျိုးလေးတွေအလုံးနဲ့ပတ်သက်တာမျိုးလေးတွေတွားလို့ရတယ်။ဒါပေမဲ့ပြည်တွင်းခရီးသွားလေးတွေမှာဆိုရင်တော့အဂျီလန်းခီးနဲ့တွားတာမျိုးလေးတွေဟာအားသာကောင်းမှမယ်။လေချောင်းလန်းနဲ့ပတ်သက်ပြီးတွားတဲ့အခါမှာတတိထားရန်အတွက်တော့အနည်းငယ်လေး လိုပါတယ်ခင်ဗျာကုန်းလန်းတို့ရေလန်းတို့ကစိုးရိမ်စရာဘာမှမရှိဘူးအဲလေလန်းကြောင်းနဲ့ပတ်သက်လာတဲ့အခါအထင်တော်လေးတွေဆုံးချုံတာလက်မှတ်ဆုံးတာမျိုးလေးတွေအဲထင်တော်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့သတိပြုရန်လိုအပ်ပါတယ်ခင်ဗျာအန်ဒီရကင်းစီရန်ခီးသွားတဲ့အခါမှာမိမိအိမ်ကမျက်စွာဖျားမှာအဲတောက်ရင်နှစ်ခွက်လူသွားတာမျိုးဖြစ်စီအကယ်၍မှာဒါကမှဟိုဟာဖြစ်တယ်ဆိုရင်ဘေးဘီယာတွေဝေးအောင်လို့မိမိနေနဲ့လမ်းသွားနေဘရာကြော်ကလေးတွေအကြော်လေးတွေရောင်းတဲ့အခါမှာခလေးတွေကိုခွေးတွေကိုဒီလိုမျိုးလေးတွေကျွေးတာမျိုးဝေမျှတာမျိုးလေးတွေဟာဘေးဘီယာတွေဝေးအောင်ဘရာကြော်လူတဲ့သဘောမျိုး ဖြစ်ပါတယ်လို့ထပ်လောင်းပြောကြားပါရစေထို့အပြင်မိတ်ဆွေတို့ဒီလတာဒီအပတ်တာတို့မှာမလနောက်ဆုံးအပတ်တွင်မှာဆိုရင် ကန်နဲ့နဲစီတော့ຢာလေစနေသားသမီးတွေနဲ့ပတ်သက်တာမျိုးစနေရက်တွေမှာလောက်တာမျိုးတွေကအားနဲစီတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့29ရက်နဲ့30 31ရက်နေ့တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှာအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိတတ်သောအပတ္တကာလအပိုင်းရှားဖြစ်ပါလေခမရအဆုံးတက်လေးဒီမှာအကျိုးပေးသောအရာဟာအဝါရောင်မိုးပြာရောင်ဖြစ်ပါတယ်သတိထားစဉ်းကျင်ရမယ့်အရာကတော့အနီရောင်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရာရာကိုကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါအရေးကြီးသောကိစ္စတွေအောင်မြင်စေရန်အတွက်ဆိုလို့ရှိရင်တော့နေထွက်တဲ့အရာကိုမျက်နှာမူပြီးအောင်မီအောင်မီအောင်မီဆိုပြီးသုံးချိန်អော်ပြီးတော့လုံ င်ငန်းဆောင်တာတွေကိုသွားပါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတူအယောင်းထွက်စီဖို့အတွက်ဆိုရင်မိမိရဲ့ဘယ်ဘက်လက်ဖွားမှာအမွှေးနှံတာလေးဖျက်ပြီးတော့လက်ခုပ်ကလေးတီးပြီးရောင်းကောင်းပါစေဆိုလက်ခုပ်တီးလိုက်ရင်မိမိရဲ့ကုန်ပစ္စည်းရဲ့အယောင်းဝယ်တိုးတက်ပြီးအောင်မြင်လာပါလိမ့်မယ်ဒါအပြင်အဆက်အစအရာငွေကြေးအခက်ခဲတွေအဆင်ပြေမှုတွေအရရှိစေရန်အတွက်ဆိုရင်တဲ့မိမိရဲ့အဖေတို့မဟုတ်လင်ယောက်ျားတို့မဟုတ်အလုပ် အရှင်တို့မဟုတ်အမိပြတဲ့ကြီးခဲသူကိုအဲအဲဘယ်လိုပြောမလဲဟိုတောင်းမှန်တာမျိုးယူကျိုးသွားတာမျိုးတို့မဟုတ်လို့ရှင်တလေးတစားနဲ့တတိယအကြောင်းတာကြောင်းမှာအကြောင်းလေးတွေမေးပြီးတော့မှလုပ်ငန်းကိစ္စတွေကိုသွားပါဟာတဲ့ဒါဆိုရင်အောင်မြင်ချင်းတုတ်တက်ခြင်းတွေရရှိပါလိမ့်မယ်ဆိုတော့ကံမျိုးဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရအစင်ပြအောင်မြင်တုတ်တက်စီရင် စုံအတက်ပညာမကောင်းတဲ့ပညာတိုက်ခိုက်လေးတွေကြောင်းပြူစားတိုက်ခိုက်တတ်တဲ့အတွက်အိမ်မဆိုးရင်မှန်ရင်တော့တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်လို့ပြောရင်းနဲ့ဂျေဆုတမားလေဒါကတနင်္လာသားသမီးတွေမက်စလာနောက်ဆုံးအပတ်အတွက်ဖြစ်ပါတယ်။ဆရာငယ်မိတ်ဆွေတွေအားလုံးဗီဒီယိုမြင်ချင်ရင်ခွန်ကိုတုံညာ293ညာလေးတက်ရှောက်ဝတ်အား Telegram မှာဆက်သွယ်နိုင်ပါတယ်။